မင်္ဂလာပါဒါလေးကတော့တင်ပေးနေကြအဆိုင်စာတင်ပေးနေကြ channel ရဲ့7 black ဖြန်းထားတဲ့ bracelet ပေါ့နော်အခြေအနေပေါ့သူကအရင်ဆုံးသိတာထင်ရှားတာကတော့အဲ့ bracelet လေးတွေကဖွေးလာတယ်ပြီးအဲ့အရွက်အယောင်လေးတွေပေါ့အယောင်အရွက်လေးတွေရဲ့အပေါ်ကဖျောင်းသားလေးတွေကထူးလာတယ်ဖျောင်းသားထူးလာတော့ဗျာအာတောင်တောင်စီစုံတော့ဘာလို့ဝင်လာမဲ့ဟာကိုဒီအရွက်ကဖျောင်းသားထူးနေတဲ့ခါကျတော့တိုးလို့မပေါက်နိုင်တော့အဲ့အဲ့လိုကာကွယ်ပေးရပေါ့ဗျာ နောက်ပြီးအယိုးစစ်တွေတံပါတယ်ပြီးလို့ရှိရင်တားတက်အမြန်ဆန်ဆန်ထွက်ဖို့ပြီးတော့ထွက်တဲ့တောင်းအောင်မှုလေသူကကူညီပေးတယ်ပေါ့နော်အဟာရဈေးဖြစ်တဲ့အတွက်ကိုစိတ်ချလက်ချသုံးလို့ရတယ်ဓာတုဈေးမဟုတ်တဲ့အတွက်ကို9ရက်တစ်ကြိမ်ဖြန်းသွားလဲဈေးရင်ပါမှုတွေပါလိမ့်မဖြစ်စေဘူးပေါ့ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာတကယ်လို့စမ်းသပ်သုံးကြည့်လို့ရပါတယ်အဲကျွန်တော်တို့ကိုယ်တိုင်သုံးနေကြဆေးတွေပေါ့နော်အဲဒါကိုပြပေးတာဖြစ်ပါတယ်အဲအားမကျွန်တော်ဘရက်ဆာလေးတွေထွက်နေတာလေးကျွန်တော်လိုက်ပြီးတော့ပြပေးမှာဖြစ်ပါတယ် ဒီ channel လေးကတော့เนาะနောက်ပါဆက်လုပ်မယ်ဆိုလို့ရှိရင်သူကအမှမြေကြီးနဲ့ကတ်နေတဲ့အရွက်ကလေးတွေရှိတယ်။အဲ့မြေကြီးနဲ့ကတ်နေတဲ့အရွက်ကလေးတွေကိုကျွန်တော်တို့ကအဲကုန်းခူးသလိုမခူးပဲနဲ့ဗျာကုန်းခူးသလိုခူးလိုက်လို့ရှိရင်ကျွန်တော်တို့ကအာတားတက်ထွက်တဲ့နေရာတားကန်းသွားတတ်တယ်ပေါ့နော်အဲ့လိုမခူးပဲနဲ့ကျွန်တော်တို့ကအရွက်ရဲ့အဲ့ညာတန်းလေးခြံပြီးတော့အဲ့နာလေးကိုကျွန်တော်တို့ခဲတဲ့ညွန်တာလေးနဲ့ဖြတ်ရင်ဖြတ်ဒါမှမဟုတ်ကကြီးလေးနဲ့ဖြတ်ပြီးအဲ့လိုမျိုးဖြတ်မှဖြတ်ပါတယ်ဖြတ်ပြီးတော့အောက်ခြေမြေကြီးကတ်တဲ့အရွက်တွေကိုဖြုတ်ပြီးမှာပေါ့နော် ရက်20တတသားလောက်ကြာရင်ဖြုတ်တော့မှာပါပြီးရင်ဒီပေါ်ကိုကျွန်တော်တို့တက်ကြဲအောင်မယ်အစာကျွေးပြီးတော့တက်ကြဲအောင်မယ်ပေါ့နော်အဲဒိုဒိုမိုက်တို့ပါတို့ထည့်ပြီးတော့တက်ကြဲအောင်မယ်အဲအဲ့လိုလောက်တော့မှာဖြစ်ပါတယ်အဲ့ဒါတွေကိုကျွန်တော်နောက်တစ်ခါထပ်ဆက်ထပ်တင်ပေးပါမယ်ခင်ဗျာအဲဒီနေ့ကတော့ကျွန်တော်တို့အဲ7 black ကိုနောက်တစ်ချိန်ထပ်ပြန်တယ်ပေါ့နော်7 black နောက်တစ်ချိန်ထပ်ပြန်ထားပါတယ်အဲ့ဒီထပ်ပြန်လာပြီး result ကိုလည်းထပ်ပြီးတော့တင်ပြပေးသွားပါဦးမယ်ခင်ဗျာ